ဖြစ်တဲ့နဲ့တရုတ်အမျိုးသမီးလေးတွေကိုစေးခတ်ပြီးတော့အတ္တမကျင်ခဲ့တဲ့တရုတ်ကျောင်းသားကိုထောင်ဒဏ်အနှစ်24နဲ့လန်ဒန်တရားဝန်ကချမှတ်ခဲ့ပါတယ်။ဖြစ်တဲ့နဲ့တရုတ်နိုင်ငံစီမှာအမျိုးသမီး၁၀ယောက်ကိုစေးခတ်အတ္တမကျင်မှုနဲ့တရုတ်ကပါရဂူတန်ကျောင်းသားကျန်းဟောင်ကျိုးဆိုသူကိုလန်ဒန်တရားဝန်ကထောင်24နဲ့ချလိုက်ပါတယ်။နောက်ထပ်အမျိုးသမီး90ကျော်ကိုလည်းအဲ့ဒီလိုပြုကျင့်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကယူဆထားပြီး အသေးစိတ်မဖော်ထုတ်နိုင်သေးတာဖြစ်တဲ့အတွက်အထောက်ထားခံလို့နဲ့ဆယ်ယောက်တော့ပဲကနဦးဆွဲချက်တင်ဖြစ်တင်ချခဲ့တာပါအသက်28နှစ်ရွယ်အဲ့ဒီပုဂ္ဂိုလ်ဟာ online platform တွေချစ်သူရှာချင်းဆိုတဲ့ application တွေတောင်းပြီး main click တွေနဲ့တွေ့ဆုံပါလေအဲ့နောက်တောက်ကြစားကြမယ်စာလုံးမယ်လို့ချင်းပြီးတော့သူ့ရင်ခေါ်ပြီးစေခတ်ပါလေအဲ့ဒီမြို့သူတွေ3 limit မျိုးချင်းအာရမပြုတ်နေတာလိမ်မဲဆိုင်ရာစော်ကားမှုတွေပါဖြစ်လို့ခဲ့ပြီးအဲ့နောက်မှာလက်ဝဲရထနာနဲ့အဝတ်အစားတချို့ကိုပါယူထားခဲ့တယ်ဆိုပါလေ မရေမှုပေါင်းစစ်တမှုပါဝင်ဖြစ်မှု28မှုအတွက်ဖြစ်ရှိတယ်လို့မလကရေကတရားဝန်ကဆုံးဖြတ်ခဲ့ပြီးဇွန်19မှာမိန့်ချခဲ့ပါတယ်ထိန်းသိမ်းခံရတဲ့ကာလနှုတ်ပယ်ပြီးတော့အနည်းဆုံး24နှစ်ကြာခံရမယ်ထောင်တသက်တကျွန်းပြစ်ဒဏ်ကြာခံရမှာဖြစ်ပါတယ်အင်မတန်ကိုကြိုးကန်ခြေလက်တပြီးဉာဏ်ပညာထက်မြက်တဲ့လူငယ်တယောက်ဟာမျိုးသမီးတွေစံနာနဲ့ခံစားချက်အလုံးကိုလုံးဝထိမတွက်ခဲ့ဘူးလို့တရားသူကြီးကပြောပါတယ်ကွမ်တုံပြည်နယ်မှာဒီလူငယ်ဟာ2019မှာပြည်တင်ကိုပြောင်းရွှေ့ခဲ့ပြီး University College လက်ထမှာ2019ခုနှစ်ကပါရဂူပွဲတန်းတက်ရောက်နေသူဖြစ်ပါလေ။မျိုးသမီးတစ်ယောက်ကတန်ကြရကနေရဲကောက်ဝဲစစ်ဆေးရမှာသူ့အိမ်ထဲမှာဆေးတွေနဲ့ကင်မရာတွေတွေ့ရပါလေ။ laptop တွေဖုန်းတွေမှာလည်းရာချီတဲ့ဗီဒီယိုတွေတန်းချီတဲ့ message တွေတွေ့ရပြီးသူဟာဖြစ်တဲ့မှာသာမကတရုတ်ပြည်မှာပါအလားတူအမှုများစွာကျူးလွန်ခဲ့တယ်လို့ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်ပါလေ။ နောက်ထပ်သတင်းပုတ်ပြောချင်ပါလေထိုင်ဝမ်နိုင်ငံဟာတရုတ်ရဲ့ဖြစ်နိုင်ခြေရှိတဲ့တိုက်ခိုက်မှုကိုကာကွယ်ဖို့စစ်ရေးစွန့်ရည်မြင့်တင်မှုတစ်စိတ်တစ်ပိုင်းဖြစ်ပြည်တွင်းမှာပထမဆုံးတည်ဆောက်ထားတဲ့ရင်ကိုသင်္ဘောလက်တွေ့ဆန်သမှုကိုစတင်နေပါလေဒါဟာရင်ကိုသင်္ဘောရှစ်စင်းထိထုတ်လုပ်ဖို့ရည်ရထားတဲ့2016ခုနှစ်မှာစတင်ခဲ့တဲ့ရင်ကိုသင်္ဘောစီစဉ်ရေးတစ်စိတ်တစ်ပိုင်းမှာရင်ကိုသင်္ဘောကိုထုတ်ဖော်ပြသပြီးနောက်နှစ်နှစ်ကြာမှာတော့တောင်ဘက်ကောက်ဆိုင်စကိုင်းမှာ ရင်ငုံသင်္ဘောကိုပင်လယ်ပြင်စမ်းသပ်မှုတွေစတင်ခဲ့ပါတယ်ရင်ငုံသင်္ဘောစမ်းသပ်မှု30နဲ့ပထမဆင့်ကိုအင်္ဂါနေ့မှာအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်စမ်းသပ်မှုရလဒ်ပေါ်ခြေခံပြီးပိုကောင်းတဲ့စနစ်ဆိုင်ရာစမ်းသပ်မှုကိုနောက်တစ်ဆင့်ပြုလုပ်သွားမယ်ဆိုပါတယ်ရှင်ကိုသင်းမဟာအရှိ80မီတာရှိပြီးတန်ချိန်2500ကနေ3000ထိရှိပါတယ်။ Breaker ကာကွယ်ပစ္စည်းကုမ္ပဏီ Lockheed Martin ထမအရရှိတဲ့တိုက်ခိုက်ရေးစနစ်တင်တဲ့2 video တွေလည်းပါပါတယ်။ စက်တင်ဘာ30မှာပင်လယ်ရေကြောင်းဆန်းသမှုတွေအပြီးသက်ခဲ့ပြီးနိုဝင်ဘာလကောင်မှာရင်ကုန်သင်္ဘောကိုချော့သက်မယ်လို့ထိုင်ဝမ်စစ်တပ်ကလည်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့အဲ့ဒီအစီအစဉ်မှာတောင်စီတီနဲ့ရင်ဆိုင်နေရပါတယ်။ပါလီမန်ကိုအဓိကထိန်ချုပ်ထားတဲ့တိုက်ခန့်ကွန်မြူနန်ပါတီနဲ့ထိုင်ဝမ်ပြည်သူ့ပါတီတို့ဟာဒီအစီအစဉ်ရဲ့ဘတ်ဂျက်စိတ်ပိုင်းကို ခုနှစ်စောပိုင်းမှာရင်ဆိုင်ထားပါတယ်။ဘတ်ဂျက်မထုတ်ပြန်ခင်ရင်ကုန်သင်္ဘောရဲ့ပေးလည်ပြင်ဆန်းသမှုရလဒ်ရင်တွေ့လို့တယ်လို့ပြောထားပါတယ်။ ထိုင်ဝမ်ရေတပ်မှ1980ခုနှစ်များတွင်ကနယ်သာလန်စီကဝယ်ခဲ့မှုတဲ့ Swordfish မျိုးစာရင်ကုန်သဘောနှစ်ဆင့်ရှိပြီးလက်ရှိမှာရေတပ်တောင်ဝင်တွေကိုထမ်းဆောင်နေဆဲဖြစ်ပါတယ်။